ပရိသတ်များအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ KK တွန်းကနေကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုလေးကို YouTube မှာကြည့်နေတဲ့ဆိုရင်တော့ VPN လေးဖွင့်ပေးကြဖို့နဲ့ Facebook မှာကြည့်နေတဲ့ဆိုရင်တော့ Like and Share လေးပြုလုပ်ပေးဖို့မြစ်တာရက်ခံအပ်ပါတယ်ရော်သမီးရိုတီပူပူလေးနဲ့ရုံးပရိသေးကြပူပူလေးစားလိုက်ပါအောင်ကွယ်ဟာအမေကလှုပ်ပြန်ပြီသမီးကအသီးနှံတွေမြင်ပြီးခေါင်းတော်မူးလာပြီ သမီးတာရီမကြိုက်ဘူးဆိုတော့အမေသိနေရပဲလေသမီးကအပြင်းအနေစက်သားတွေပါလာတယ် ။သမီးတာပဲစားမှာ။နင့်အဖေကတော့လေနင့်ကိုကြက်သားစားတာကျင့်ပေါင်းလှုပ်လိုက်ပြီ။နင့်အိမ်ထဲကိုကြက်သားယူလာတိုင်းကစိတ်ပြက်တယ်။ဟင်းသီးဟရွက်တွေပါစားပါလားဟဲ့။အသားငါးတွေထက်ဒီထဲမှာပို့ပြီးတော့ဗီတာမင်တွေပရိုတင်းတွေကျွဲဝရတယ်သိလား။အမလေးအမေရဲ့သမီးကအားရှိဖို့အတွက်ကြက်သားတွေစားတာမဟုတ်ဘူး။သမီးကကြက်သားစားတာကြိုက်လို့ကိုစားတာ။စားပါစားပါသမီးစား။တော်ကြတစ်ချိန်ကြရင်လေကြက်သားစားဖို့အတွက်တောင်းတနေရလိမ့်မယ်။သမီးကနေမင်းနဲ့လက်ထက်မှာမလား။ သူ့ရဲ့မိဘတွေကရွာမှာနေကြတာဆိုတော့သမီးအဲ့ဒီမှာဒါတွေစားခွင့်ရလိမ့်မယ်မထင်ဘူးနော်အမလီအမေရဲ့အဲ့လိုမပြောပါနဲ့အဲ့လိုဆိုရင်သမီးနေနိုင်မှာမဟုတ်ဘူးသမီးကစက်သားစားတာအရင်ကြိုက်တာအဲ့ဒီခါမှတော့ဒေါစုကဟင်းသီးဟင်းရွက်တွေကိုမိဘကြောင့်လေးပြန်ယူသွားခဲ့ပါတယ်။အဲ့ဒီနောက်မှာယရနာက ကြက်ပေါင်းချိုးကိုဆွေးပါတော့တယ်။နေမင်းဆိုသူကတော့ရွာကနေမြို့ကိုတက်လာပြီးအလုလုနေတဲ့သူတယောက်ပါ။အဲ့ဒီအလုထင်းပါပဲယရနာနဲ့သူနဲ့တွေ့ခဲ့ကြပါတယ်။ အချိန်နဲ့အမျှသူတို့နှစ်ဦးဟာတယောက်ကိုတယောက်ချစ်ကြိုက်သွားကြပြီးတော့အိမ်အောင်ပြုဖို့အတွက်ဆုံးဖြတ်လိုက်ကြပါတော့တယ်။ဒီလိုနဲ့နှစ်လကြာမှပဲရတနာက နေမင်းနဲ့လက်ထပ်ပြီးသူတို့ရဲ့ရွာကအိမ်ကို ရောက်လာခဲ့ပါတယ်။အိမ်မှာရောက်ခမဖြစ်သူကရတနာကိုမြစ်တာအပြင်းနဲ့ကျူးဆိုပြီးတော့သူတို့သမီးလေးရတနာလေးသူ့ရောက်ခမတွေကိုကြော်ပါတယ်။အရှင်ဖုရားသမီးတို့ရဲ့စုံတွဲတွေကိုအမြဲဆောင်းလျှောက်ပါစေ။လာပါသမီးလေးအမေကြီးရဲ့ချက်လာစွာသောချွေးမလေးနေမင်းရဲ့ တာရွေးချယ်တဲ့သူကအရှမ်းလှတာပဲဟုတ်တယ်ချွေးမာလီကယင်လေးယင်ကြီးတယ်တာပြောတာပဲရတနာကလေးမာယင်ကြီးပါတယ်လို့တာအနားယူတော့နော်အမေကချွေးမာလီကိုအမေတို့ရဲ့အသီးနှံစိုက်ခင်းလေးပြလိုက်အောင်မယ်အသီးနှံစိုက်ခင်းဟုတ်လားဒီမှာအားလုံးကအသီးနှံစားတာကြိုက်ကြတယ်ပေါ့ဟုတ်တယ်ပေါ့သမီးအမေကြီးတို့ကလေဟင်းသင်းရွက်စားတာကြိုက်လို့လို့ဟင်းသင်းရွက်ရဲ့စိုက်ခင်းတော့လောက်ထားတာစိုက်လဲစိုက်တယ်ရောင်းလဲရောင်းတယ် အမလေးဖေဟာသိပါပြီဒီတော့ငါဘလို့ထိန်ရမှာလဲငါဒီမှာဟင်းသင်းရွက်တွေပဲချက်ပြုတ်ပေးပြီးတော့စားရတော့မှာပေါ့မရပါဘူးငါချက်သားတော့မရရအောင်စားမှာမင်္ဂလာပွဲဒလိတွေရှိနေလို့အမေအိမ်မှာလည်းမစားခဲ့ရဘူးပါရီတွင်းနေရလဲသမီးလာလေသွားရအောင်ဒေါသီရာကယရနာကိုသူတို့အိမ်အပြင်မှာရှိတဲ့စိုက်ခင်းကိုပြခဲ့ပါတယ်။ဒီမှာကြည်စမ်းဒီမှာပူသည့်ခရမ်းသည့်ဆက်လက်ရွက်ငယ်ုပ်သည့်စိမ့်အသီးနှံစုံအောင်စိုက်ထားတာ။သမီးရော ဒါရီထရပဲသီးနံအကြိုက်ဆုံးလဲသမီးတီရဘာကူမှမကြိုက်ဘူးအော်ဟုတ်လေသမီးပြောချင်တာဒါဟင်းသီးရွက်တွေပါဒီမှာအာလူးမရှိတော့အဲ့လိုပြောလိုက်တာပါ သမီးကအာလူးကြိုက်တာလေအေးပါဟုတ်ပါပြီကဲသမီးလေးအနားယူတော့နော်အမေကြီးကလည်းသမီးကိုရောက်တာနဲ့စိုက်ခင်းတွေပြနေတော့တာပဲသမီးလည်းအဲ့ဒါပြောချင်နေတာလာပါရောင်းမသမီးရောင်းမရဲ့ခံနေလိုက်ဖို့ပေးမယ်မိုးပွင့်ကရတနာကိုသူ့အခန်းထဲခေါ်သွားပြီးခဲ့ပါတယ် နောက်နေ့မနက်မှာယရနာကဒေါသီရာပြောတဲ့အချိန်အသီးနှံတွေနဲ့မနက်စာကိုချက်ပြုတ်ပါတော့တယ်။ဒါရီကိုစားပြီးအိမ်သူအိမ်သားတွေကကျဉ်နဲ့နေကြပေမယ့်ယရနာမှတော့မကြည်မနက်ဖြစ်နေပါတယ်။သမီးချန်ထားတာတွေကတကယ်စားကောင်းပါတယ်။သမီးကဘာလို့မစားရတာတော့။အေးလေသမီးလည်းဝင်စားပါလား။သမီးချက်ထားတာတွေကအရင်စားကောင်းတာပဲ။မစားချင်ပေမဲ့စားရတော့မယ်။ဟုတ်ကဲ့အမေကြီးအခုစားပါမယ်။ယရနာကသူမကြိုက်ပေမဲ့လည်းအသီးနှံတွေစားနေရပါတယ်။ ဒီလိုပဲနှစ်ရက်သုံးရက်လောက်ကုန်ဆုံးသွားပါတော့တယ်။ဒီခါမှာယရနာက နေမင်းကိုပြောခဲ့ပါတယ်။ကိုနေမင်းအမေကြီးကိုပြောပေးပါအောင်ဒီနေ့ကြက်သားဟင်းချက်ရအောင်လေ။ဒီနေ့ကတင်းင်းလွင်နေဆိုတော့ချက်လို့ရမှာပဲမဟုတ်ဘူးလား။အာမရပါဘူးယရနာကလည်းဒီမှာကြက်တုံနေကြက်တုံပြအောင်မစားကြတာ။ကြက်သားကဝီသားဝီအမေသာဒီစကားကိုသိသွားရင်မလွယ်ဘူးနော်။ကိုနေမင်းကျမအသီးနဲ့နေစားတာယူနေပြီ။ကျမကြက်သားဘလောက်ကြိုက်လဲဆိုတာရှင်သိနေပါပဲ။ အခုကျမဒီမှာစက်သားစားဖို့အတွက်အရန်တောင်းတနေရတယ်။ငါနားလေပါလေ။ငါမင်းကိုအပြင်ခိုးသွားပြီးကြွေးပါမယ်။အခုဆိုင်ခင်းနေရဘူးတီခူးပြီးတော့ဘူးတီချက်လိုက်ပါအောင်။တနာစီကကောင်းတဲ့ရတနာကသူ့ရဲ့တက်တက်လွန်စားတဲ့ရောက်ခမကြီးမှာစက်သားစားဖို့ရန်တောင်းတနေရပါလေ။ရတနာကနေမင်းရဲ့စန္ဒအတိုင်းဆိုင်ခင်းနေကဘူးတီယူလာပြီးတော့ချက်ပါတော့တယ်။ဖျားရေဒါတော့မတရားတာပဲ။ဟင်းသီးရွက်တွေမကြိုက်ပါဘူးဆိုမှအဲ့ဒါတွေပဲစားနေရတယ်။ ပြီးတော့ကြက်သားတော်စားခွင့်မရဘူး။အိမ်နောက်မှာရတနာကဘူးတိချက်လိုက်ပါတော့တယ်။ပြီးတော့တမိသားစုလုံးကညစာစားကြပါတယ်။စားကောင်းတယ်တမိ။တမိချက်တဲ့ဘူးတိဟင်းဟာရင်းစားကောင်းတယ်။ကျေးဇူးပါအဖေကြီး။ဒါောတမိအမေချက်တဲ့အတိုင်းချက်ထားတာပါ။အမေကဒီလိုချက်ရတာအရင်ကြိုက်တယ်လေ။ရောင်းမတမိကိုထတ်ထည့်ပေးဦး။ကြော်ရော်ယူနော်ငါတလောက်ကြီးစားနိုင်မှာမဟုတ်ဘူးအဲ့နော်မမိသားစုဝင်တွေကအိပ်ပျော်သွားကြပါတော့တယ် ောက်နေ့မနက်မှာတော့ရတနာကဟင်းသီးဟင်းရွက်တွေကိုလှီးနေခဲ့ပါတယ်။ဒီအသီးနှံတွေရဲ့အယောင်ကစိမ့်နေပေမဲ့စားလို့လုံးဝအရသာမရှိဘူး။အမေကြီးရဲ့သမီးမေးချင်တာလေ။အမေကြီးတို့ကစက်သားမစားကြတာလားယင်။ဟဲချွေးမနောက်ဆိုဒီအိမ်ထဲမှာစက်သားလို့ပြောဖို့တော့မစင်စားနဲ့နော်။ငါတို့ကတက်တက်လို့ပဲစားကြတာ။ငါတို့အိမ်မှာဘတော်မှအသားငါမချက်ဘူး။ပြီးတော့စက်သားစားပြီးတော့ခန္ဓာကိုယ်ထဲမှာအပူတက်တွေများလာတယ်။အသီးနှံတွေဆိုင်စိတ်အေးချမ်းတယ်လေ။ဟုတ်ကဲ့မေကြီး ငါတီအိမ်ထဲမှာစက်သားစားဖို့လွယ်မယ်မထင်ဘူးအမေကြီးကတော့နာမည်တော်မကြားချင်ဘူးတဲ့အိုးဖះရှင်ငါပေချိန်ထိစက်သားစားဖို့တောင်းတနေရမှာလဲအိမ်နာမှာယရနာကချက်ပြုတ်လို့ပြီးသွားပါတော့တယ်ယနေ့စားချက်ဖို့အာလူးမရှိတဲ့အတွက်ယရနာကဈေးရိသွားပြီးအာလူးဝယ်ခဲ့ပါတယ်ဈေးရိမှာကြက်ကြောသေးတယောက်စက်သားကြုံနေတာမြင်ပြီးတော့ယရနာကဟာဟိုမှာကြက်ကြုံနေတာစားချင်လိုက်တာအဲ့ဒါလေးစားလိုက်ရရင်ငါရဲ့စိတ်မနှောတစ်ခုလုံးအေးချမ်းသွားလိမ့်မယ် ငါတော့ဝယ်စားလိုက်မယ်။ရတနာကကြံကြုံလန့်လန့်နဲ့ပဲကြံကြုံဝဲဖို့ရှေ့ကိုတိုးလာတဲ့အချိန်မှာ သူတို့ရဲ့အင်းနီနာချင်းဒိုအီးကပြိုခဲ့ပါတယ်။ဖခင်ရေနေရမတိတာရဲ့မြို့သူချွေးမလဲမလား။သူ့အိမ်မှာအသားငါမစားကြပါဘူး။နေရကြက်ကြော်စားမလို့လား။ဟာအတော်ကဘာပြီးပြောနေရတော့ကြက်ကြော်ဟတ်လား။တမီးကကြက်တွေဘာပြီးမစားပါဘူး။တမီးကတော့ပရာကြော်ထင်းလို့ဝယ်စားမလို့လုပ်နေတာ။မဟုတ်ပါဘူးတမီးရဲ့။အဲ့ဒါကြက်ကြော်တမီးကအနှံ့နဲ့မသိရအောင်လားကွယ်။ ။တမီးကသူ့အနောက်မသိဘူးလားကွယ်။တော်သေးတာပေါ့အတော်ပြောပြလိုက်လို့အမလီကံကောင်းလို့ပေါ့။ယရနာကဒီလိုနဲ့ခလန်းလန်းမှာကြက်သားဆိုင်ဒီဇိုင်းတွေ့ပါတယ်။ယရနာဟာဘေးပတ်ဝန်းကျင်ကိုကြည့်ပြီးတော့ကြက်သားဝယ်ပြီးဆွေးချင်းတဲ့ထဲကအိမ်ပြန်လာခဲ့ပါတယ်။တမီးတောင်းမှန်ပါတယ်မေကြီးရဲ့။သမီးကကြက်သားအရင်စားချက်နေလို့ပါ။ဒါကငါညကြမှာပဲဖွက်ပြီးစားရမယ်။ညံရုံတော့အားလုံးဤသွားကြပါတော့တဲ့။ ယရနာကမိဖို့ကြောင့်နေသွားပြီးစက်သားချက်နေပါတော့တယ်။အနက်လေးကမှွှေးလိုက်တာ။ဒါပေမဲ့အမေကြီးတိသွားရင်တော့သိပြီပဲ။ဒါလေးကိုတော့ငါစားပြစေ။ရုတ်တရက်ကြီးရောက်ခမဖြစ်သူရဲ့အတန်ကြားရတဲ့အခါမှာယရနာကစက်သားဟင်းကိုဖွက်လိုက်ပါတယ်။ဟဲ့တမီးငါစက်သားအနက်တွေရနေတယ်နော်။နင်စက်သားချက်နေလားပြော။ဟာမဟုတ်ရပါဘူးအမေကြီးကလည်းတမီးကညချိန်ကြီးဘာလို့ချက်ရမှာတော့။တမီးကကြွက်တဲ့အကောင်ရဲ့အနက်ရနေတာပါ။ ရေလာထတော့ရင်လည်းအဲ့တော့ကြည်နေတာဟုတ်လားငါလည်းကြည်အောင်မယ်မဟုတ်ပါဘူးအမေကြီးမကြည်ပါနဲ့အဲ့ဒီမှာဘာမှမရှိဘူးဖေဆန်းမှာကြွက်သိကောင်ကအဲ့ဒီနားမှာပဲရှိနေရောအမလေးဖေယားဖေယားကြက်သားဟင်းတွေရတနာနေကငါတို့ရဲ့အိမ်ကိုညင်ညမ်းအောင်လှုပ်လိုက်ပြီပဲငါတို့အိမ်မှာပင်စိမ့်ရွက်ကိုရေလောင်းနေတော့ရေမချိုးပဲမလောင်းကြဘူးနေကဒါတွေကိုဘလို့အတန်တွေလဲအမလေးဖေယားဖေယားရောင်းမဒါပါလှုပ်လိုက်တာလဲကြက်သားတွေချက်နေလား ။သမီးတို့ကတက်တက်လို့စားကြတဲ့သူတွေလေ။ရောင်မသမီးတို့အိမ်ကိုညှက်ပန့်အောင်လှုပ်လိုက်ပြီးငါနေမင်းနဲ့စကားပြောမှ ဖြစ်တော့မယ်။နင်အသားငါစားတဲ့သူပဲ။ရောက်ခမဖြစ်သူကတော့နေမင်းစီကိုသွားပါလေ။ယရနာကလည်းကြက်ကြောက်နဲ့ကြက်သားဟင်းတွေအကုန်လုံးကိုလွှင့်ပစ်လိုက်ပါလေ။နေမင်းနေမင်းမအိမ်ထဲမှာကြက်သားချက်ပြီးတော့ငါတို့အိမ်တအိမ်လုံးညင်ညမ်းအောင်လှုပ်လိုက်ပြီး "तू ကအသားငါစားတဲ့သူပါလို့ငါတို့ဘာလို့ကြုံမပြောတာလဲ"သားဘလို့ပြောရမှာလဲအမေ ူကကြက်သားစားကျင်နေတာကြာပြီ သူ့ကိုယ်သူမစားဘဲတားထားတဲ့ရက်တွေကမနေတော့ဘူးသူကြက်သားချက်လိုက်လို့အိမ်ညဉ့်ညမ်းသွားရင်လည်းအိမ်ထဲမှာပူစော်ပွဲလုပ်လိုက်ကြမယ်လေနင်ပြောတာလွဲလိုက်တာငါနင့်ကိုဘာပြန်ပြောရမှာလဲဒေါသီရားနဲ့မိုးပွင်တို့ကအဲ့ဒီကနေထွက်သွားကြပါတော့တယ်ဝမ်းနေနေတဲ့ယရနာကိုကြည့်ပြီးနေမင်းကပြိုခဲ့ပါတယ်ယရနာအမေရောဒေါသထွက်နေတယ်နင်ဒီလိုတီးခံပြီးနေခဲ့ရတယ်ဆိုတော့ငါသိပါတယ်ကိုနေမင်းကျမကြက်သားစားဖို့အတွက်တူတူတက်တက်လောက်ရမယ် ဒီလောက်တောင်းတရလိုက်မယ်လို့ကျမဘယ်တုန်းကမှမထင်ခဲ့ဘူး။နားထောင်ဒီတစ်ခေါက်ငါတို့မြို့ကိုသွားရင်နေအတွက်ကြက်သားထံပေါက်ပါတီပွဲစီစဉ်ပေးမယ်။ဒီမှာတော့ဆက်ပြီးတော့တီးခန့်ပြီးနေလိုက်ပါနော်။နောက်ထပ်ဘလောက်ထိတီးခန့်နေရမှာလဲ။ကျမဟင်းသီးရွက်တွေစားပြီးဝမ်းမဝဘူးရှင်။ယရနာကငိုယူပြီးအိတ်သွားပါတော့တယ်။နောက်နေ့မနက်မှာဒေါတိရာကမိဖို့ချောင်းကိုပရစ်ရင်နဲ့ပတ်ပြန်ပါတယ်။ဒီဘက်မှာတော့ယရနာကအွန်လိုင်းကနေကြက်သားမှာခဲ့ပါတယ်။ ါပေမဲ့အဲ့ဒါကကန်ဆယ်ဖြစ်သွားပါတော့တယ်။အဲ့ဒီတော့ယရနာဟာညနေခင်းမှာဈေးတွေကနေကြကြဝယ်လာပြီးအိမ်ထဲမှာပဲစားပါတော့တယ်။သူကကြက်သားထိုင်စားနေတာကိုတမီသားစုလုံးကမြင်သွားပြီးအမလီဖျားဖျားဖျားတမီနင်ဒါဘာလို့လိုက်တာတော့တမီကြောင့်အိမ်ညင်ညမ်းသွားပြီးကြက်သားကိုဘာလို့အိမ်ထဲယူလာရတာလဲ။အဖေတို့ကတက်တက်လို့စားနေဆိုတာတမီသိတယ်မဟုတ်ဘူးလား။တမီကအတင့်ရဲလာချီလားဟမ်။ဟုတ်တယ်အမေကြီး။တမီကအတင့်ရဲတယ်။ သမီးကိုအပြစ်ပေးသမီးလက်ခံတယ်အမေကြီးတို့ကအမေကြီးတို့ကြိုက်တဲ့အစားစာပဲပြဟင်းပူးသီးဟင်းမစားပဲမနေနိုင်ကြသလိုသမီးလည်းကြက်တာမစားပဲမနေနိုင်ဘူးသမီးတီမာနေပြီးတော့ဟင်းသီးရွက်ပဲစားရတယ်ကြက်တာစားဖို့အတွက်အမြဲတမ်းတောင်းတနေရတယ်သမီးကအမေကြီးတို့ရဲ့အိမ်ကုန်တိတ်ခါကြောင့်ဘယ်တော့မှမလုပ်ခဲ့ဘူးသမီးကအားလုံးရဲ့စကားကိုလင်းလင်းမာမာနားထောင်ခဲ့တယ်ဒီတော့သမီးရဲ့စိတ်ဆန္ဒကိုလည်းဘယ်သူမှလိုက်လျော့မပေးနိုင်ဘူးလားဟင်သမီးနေရာမှာမိုးပွင့်သားဆိုရင်အမေကြီးတို့ကအဲ့ဒီတိုင်းပဲလှုပ်ကြမှာလားပြော ယတနာရဲ့စကားတွေကိုနားထောင်ပြီးတော့မိသားစုဝင်တွေကသူတို့မှားခဲ့တာကိုလက်ခံလာကြပါတယ်။ဟုတ်တယ်သမီး။သမီးပြောတဲ့ပုံစံနဲ့အဖေကြီးတို့ကဘယ်တော့မှမစဉ်းစားခဲ့မိဘူး။လူတိုင်းဟာကိုယ်အကျိုက်စားဖို့အခွင့်အရေးရှိတယ်။ဒီတော့သမီးလည်းကြက်သားစားနိုင်တယ်။ဒါပေမဲ့အိမ်ထဲမှာတော့စားလို့မရဘူးနော်။ဟုတ်ပါတယ်သမီးရဲ့။သမီးတလောက်ထိစားချင်နေတယ်ဆိုရင်တော့သမီးအပြင်စားတော့ဆိုင်တွေမှာသွားစားနိုင်ပါတယ်။ဒါပေမဲ့ဒီအိမ်ထဲမှာတော့မရဘူးနော်။တကယ်လို့ရင်အမေကြီးဒါပေါ့သမီး။ အမေကြီးတော့လည်းလူတွေပါပဲကွယ်။သမီးကိုဆုံးမနိုင်သလိုကိုကိုတိုင်းလည်းနားလည်းပေးနိုင်ပါရဲ့။လာနေမယ်။ဒီညငါတို့စားတော့ဆိုင်ပါပဲ။ညသာသွားစားကြရအောင်။ငါတို့ကတော့တက်တက်လွတ်မှာစားမယ်။ဒါမဲ့ချွေးမလေးအတွက်ကြက်သားမှာပြီးမယ်။ဒီစကားအဖေပြောတယ်ဆိုတာတယုံတော့မယုံနိုင်ဘူး။ဒီလိုနဲ့ပဲမိသားစုဝင်တွေဟာရတနာရဲ့ပျော်ရွှင်မှုအတွက်စပွဲကုန်တစ်ခုပေါ်မှာပဲသူတို့အတွက်တက်တက်လွတ်တွေမှာပြီးပြီးချွေးမလေးကိုသူ့အကြိုက်ကြက်သားစားစီပါရဲ့။ အဲ့နောက်မှာရတနာလေးပျော်ရွှင်စွာနဲ့ပဲနေထိုင်သွားပါတော့တယ်။ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါဦးနော်။